မီးစိုးရှိတဲ့နေရာကိုပျော်တနိုင်ရင်သိန်း20အကျင်းအပိုးစိုးတွေလည်းချင်းမင်ပေးတော့မယ်အေးသိန်းကိုပွဲပရင်မှာနေရောင်ရဲ့ fan meeting ကအချိန်ကောင်းလာပါပြီအေးသိန်းကိုကသမီးစိုးကိုစားတောက်ဆန်ကြီးမှာချိန်ထောပေးမိလေသမီးစိုးကရောက်မလာခဲ့ပါဘူးသူ့ကိုဖိတ်ဆန်တဲ့ဖိမှာလာမယ်လို့ပြောခဲ့တာကြောင့်အေးသိန်းကိုကသမီးစိုးရှိတဲ့နေရာ ပြောပြနေသူကိုသိန်း20ပေးမယ်လို့ကြေညာပါတယ်သမီးစိုးနဲ့အေးသိန်းကိုရဲ့ပွဲကိုကြည့်ချင်းကြသူတွေကလည်းအပေါ်အနေနဲ့ထက်ဆောင်ဝယ်လေးကိုပေးကြအောင်ပါ ။တပီးဆိုးရှိတဲ့နေရာကိုပျော်ပြယုံနဲ့ငွေအမျိုးအများရမယ်အခွင့်ရဖြစ်လို့စိတ်ဝင်စားနေကြပြီးတည်င်းကျွတ်မှမုံဖိုးမြမြရမယ်အချိန်လည်းဖြစ်ပါရယ်။အေဒင်ကိုကတထေးမမဖြစ်လို့ကတိတီးပြီးငွေကိုတကယ်ပေးမှဖြစ်ပါရယ်။မန္တလေးအထိအလဲအပတ်ရောက်လာတဲ့တမီးဆိုးကအေဒင်ကိုကိုချောက်ပြီးအတင်လဲမထွက်ရတော့ပါဘူး။သူကိုတွေ့ကျင်တော့သူနေထိုင်တဲ့ရွှေထောင်ကြားကိုအရောက်လာဖို့ဖြော်ထားပါတယ်။အမေရိကန်ကနေပြန်လာတဲ့တမီးဆိုးက ။တချင်ကတော့အတန်ကျဲပေမဲ့အေးတင်ကိုနဲ့မင်းနှချင်းရှင်းဖို့တက်တီတွေနေနေပါလေ။ပရိသတ်ကြီးရောအေးတင်ကိုဘက်ကနေအားပေးမလား။ဒါမှမဟုတ်သမီးဆိုဘက်ကနေအားပေးမလားဆိုတာ comment မှာပြောပြခဲ့ပါဦးနော်။